ဘဝမှာတကယ်ကောင်းကျင်ပြီတန်ဖိုးရှိတဲ့အဖို့ထိုက်တန်တဲ့ကိုကိုကိုစစ်မှန်တဲ့ကျင့်တတ်မှုရပြီးတော့ဘဝမှာတကယ်ကိုပဲလူဖြစ်ကျွတ်နေတယ်ဆိုတဲ့ခံစားချက်မျိုးရဖို့အတွက်နေသွားခြင်းနဲ့ဆိုရင်ပထမပြည့်စုံရမယ့်အင်္ဂါရက်ဘုရားဟောဒေသနာတွေကိုအများကြီးနာယူရမယ်။သိအောင်လုပ်ရမယ်၊မြင်အောင်လုပ်ရမယ်၊နားမလည်ရင်မေးရမယ်။ဒီဒေသနာတွေထဲမှာကိုယ့်ရဲ့ဘဝကိုမြုပ်နှံထားတဲ့လေကိုယ့်ရဲ့စိတ်ကိုဒီထဲမှာကြက်စားတဲ့မကြခဏ။ဟုတ်လားအများကြီးသိအောင်လုပ်ရမယ်။ တကယ်တမ်းကဦးတို့ကလူချင်းလူချင်းစိတ်ရချင်းသိရှိမယ်ဆိုရင်ဘုရားဟောဒေသနာတွေအများကြီးကိုသိနိုင်တယ်နော်ဟိုတုန်းကငငယ်ကတင်ခဲ့ရရှိရလေဥကျဘွေဆိုကြားဘူးတယ်မဟုတ်လားစာမတင်ပေမတင်နဲ့နေလာတာဟိုတုန်းကတပူစားတယ်ဆိုတာဘုန်းတော်ငငယ်ကလည်းပဲရွာเจ้าနေတော့ဘုန်းကြီးကရှေးဘုန်းကြီးဆိုတော့အဲ့ဒီယဉ်ကျေးမှုလေးတွေကရှိတယ်သွားလိုက်တန်ဆိုတာဘုန်းတော်ငငယ်တော့တောစီမှာရှိတာမဟုတ်ဘူး ုတ်လားသွားလိုက်တန်းနဲ့တိုက်ခဲ့ရဘူးတာမဟုတ်ဘူးအိုမဲကနဲ့တိုက်တန်းနဲ့စားနဲ့တိုက်တန်းနဲ့ဟုတ်လားအဲ့တော့တမာသားကသွားသွားကောင်းတယ်အဲ့ဒီတမာသားကိုသူကဒီလက်တန်းလိုဟာမျိုးလေးကိုသုံးလေးလက်မလောက်လှုပ်တယ်ထိတ်ကချွန်ချွန်လေးချွန်ထားတယ်နောက်ကဖင်လေးကိုထုထားတယ်ထိတ်ကအချွန်လေးကသွားကြထိုးရမယ်နောက်ကထုထားတာလေးကသွားကိုပွတ်တာအဲ့ဒါကိုတဘူလို့ခေါ်တယ်ဟုတ်လားအဲ့ဒါဥကျဘူရအဲ့ဒီတဘူကတရက်ကိုတစ်ချောင်းပေါ်လှုပ်နေစွန်းစားပြီးအဲ့ဒီတဘူထိုးသုံးပြီးအောက်ကိုပြက်အောက်ကိုပြက် တရက်နှစ်ရက်တလတစ်နှစ်နှစ်နှစ်ကြားလာတော့အဲ့ဒီတပူပုံကြီးကအကြီးဖြစ်တယ်အဲ့ဒါကြီးကြည့်ပြီးတော့ဥကျဘွေရတရားတော့စမိဆက်ရတယ်ဖြစ်တော့မလဲအဲ့ဒီတပူပုံကြီးကြည့်ပြီးတော့အော်ကြည်သန်းတရက်ကိုတပူတစ်ချောင်းစားလာတပူကိုတောင်ပိုးလောက်ရှိနေကြည်ငါတရက်ကိုတပူတစ်ထောက်လောက်သာစားကြက်မယ်ဆိုရင်ငါစကဲကိုစားထပ်ပေးတဲ့ကြီးဖြစ်နေမှာကုန်ခဲ့တဲ့ချိန်တွေကိုနှမျောတာအဲ့တော့အသက်က60ရှိတယ်တကယ်မကြီးတွေစိတ်ဓာတ်မကြအောင်ပြောတာဟုတ်လား တေသနာတွေကိုအများကြီးစုဆောင်းမယ်ဆိုရင်အချိန်မှီသေးတယ်လို့ပြောတာဘုဘွားဟုတ်လားအဲ့ဒါနဲ့နန်းတွင်းဝင်ပြီးတော့ဘာလုပ်တာတော့ကန့်ကူဆန်အလှခန္ဓာစာသင်မလို့အသက်60ကျော်မှာစာသင်မလို့ကန့်ကူဆန်လှခန္ဓာအဲ့တော့ဘယင်ကပါတော့ပြည့်ရဲ့ပြူတယ်ဂျပွေးရမှာအတက်ပေါက်ချင်ပေါ့ဂျပွေးဆိုဘာငရုတ်ဆုံထောင်းတယ်ဘလို့တက်ပေါက်မလို့ဟုတ်လားဂျပွေးရမှာအတက်ပေါက်ချင်ပေါက်လိုက်ဦးမယ်ဘလို့စာတက်မလို့ပြောအဲ့ဒါကိုသူကြားမခံနိုင်ဘူးအစာသင်တာ တရက်ကိုတပူတထောက်တော့ဟုတ်ဟန်မတူတကယ်ကိုကြိုးစားပန်းစားလှုပ်ဟန်တူတယ်အဲ့ဒါတော်တော်ကြီးသွားတော့သူဘုံဘုံထင်ပါတယ်ဆယ်နှစ်ကျော်လောက်ရောက်ချင်းလဲရောက်မှာပေါ့တကယ်ကိုစာရပေတဲ့ဖြစ်တာအဲ့ဒါစာရပေတဲ့ဖြစ်တဲ့အခါကျတော့အဲ့ဒီဇဝေးကိုတစ်ခတ်တည့်ရက်လေးတွေခြီးပြီးတော့နန်းတော်သွားတယ်ဘယင်ကြီးဇဝေးကအထက်ပေါက်ပြီးပါနော်အဲ့ဒါဘယင်ကြီးကတကယ်လားပေါ့နော်ဘယင်ရှိတော့ရဲဝန်းလာဆိုအဲ့ဒါနဲ့စာရပေတဲ့ကျန်းကန်တက်တဲ့ဆရာတော်ကြီးတွေကိုစစ်ဆေးခိုင်းတာ မေးမယ်လို့ဟိုကအဟံလို့ချောင်းဆိုပါရှိသေးအဟံဆိုတာဘာဆိုတော့စာတခါတည်းသူကအဲစာသဘောတွေပြောတော့အဲ့လောက်ထိသူကတတ်တယ်ပေါ့နော်ဘုံဘုံပြောရင်ဒါပါတော့ဘဝမှာမြတ်စွာဘုရားရဲ့အစုံမတွေနဲ့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းထိတွေ့ပေးရတယ်နော်တရားနာမှုကိုအချိန်ယူပြီးတော့လုံးတဲ့နေလို့ဘုံဘဝထင်တယ်နော်သူကြပါသူမနေ့တစ်ချိန်ညတစ်ချိန်တရားမှတ်တယ်ဆိုတာမျိုးလို့ပေါ့ ဟုတ်လားတရက်ကိုတရားတစ်ပုတ်တရားတစ်ပုတ်နာမယ်သုံးမုတ်နှစ်ပုတ်နာမယ်သုံးမုတ်ဘဲစာအုပ်ကိုငါတလကိုအပြီးဖတ်မယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဘုဖုံတို့တွေဟာမြတ်စွာဘုရားအစိုးမတွေနဲ့စိတ်ကိုမလုပ်ပြရမလို့မကင်းကွာစေရဘူးနော်မိဝေချိတ်မှာဆိုတဲ့စကားရှိတယ်။နော်ဒေသနာတော်တွေနဲ့အတွေ့များနေတဲ့စိတ်နဲ့အတွေ့မများကင်းကွာနေတဲ့စိတ်နဲ့ဘယ်နည်းနဲ့မှမတူဘူး။ဒါဘုဖုံကကိုယ်တွေကိုပြောပြတာ။နော်စာလေးပေးလေးဖတ်ပြီးတော့တရားလေး ဒါတရားကျင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားဆုံးမတာကိုလေးလာနေတာနာယူနေတာဘုရားပုံမှာယုံကြည်မှုကတော့ပြည့်ဝရှိတာပေါ့ဟုတ်လားဒါအလွန်ကောင်းမွန်တဲ့အဆုံးအမတွေတခါတလေကြားလို့လည်းပဲ तू ကတရားနာရင်စပေဖတ်ရှုရင်းနဲ့အဆုံးအမကိုလိုက်နာပြီးသားဖြစ်နေဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့စိတ်ကကောင်းဖို့အတွက်အရန်သင်းဖြစ်တယ်တခါတလေ तू ကကောင်းကိုကောင်းနေတယ်နော်ဒီတရားနာလို့စဖတ်လို့ရရှိတဲ့အကျိုးကျေးဇူးကဘယ်လိုမှပြောလို့ မကုံနိုင်ဘူးဟုတ်လားဘလို့ဆက်ပြီးတော့ကိုနေမယ်ဘလို့တွေးမယ်ဘလို့ပြောမယ်ဘာလုပ်မယ်အည်သူရအကုံမြင့်တာဟုတ်လားဒါကြောင့်ငငယ်ကဥဖေမြင့်စာဟုတ်တော့ဘုံဖန်အုံနောက်တင်ရင်းနှီးမြုံနှံခြင်းဘယ်မှာရင်းနှီးမြုံနှံတာအုံနောက်မှာမြုံနှံထားတာဟုတ်လားအလွန်ကြိုက်တယ်ဘုံဘွားအဲ့ဒီစကလုံးကိုမျက်စိနဲ့မြင်ရတာမဟုတ်ဘူးဒီအရင်းနှီးကဟုတ်လားဒါပေမဲ့စာဖတ်တဲ့လူစာမဖတ်တဲ့လူတူးကိုမတူဘူး တရားနာတဲ့လူမနာတဲ့လူသူ့ကိုမတူဘူးသူ့ရဲ့အရည်သွေးဟာတရိပ်ရိပ်နဲ့ဘာဖြစ်နေတော့မြင့်နေတာမြင့်နေတာဟုတ်လားဒါကြောင့်အစသာရာရာဘုန်းဘုန်းတို့တွေအရည်သွေးမြင့်မားနေတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနံပါတ်1လှမ်းရမယ်ခြေလှမ်းမယ်ဟုတ်လားဒါကြောင့်ဘဝမှာငါဘလို့နေသွားမှာလဲလို့သူများကိုပြောနေဖို့မဟုတ်တော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပြီးတော့ရည်ရွယ်ချက်ချပြီးတော့နေဖို့ပြောတာ ဟုတ်လားဒေသနာတွေကိုငါအများကြီးသိရမယ်အခုတကယ်သိကျင်တယ်ဆိုလို့ရှိရင်လွယ်တာပဲလေ ပြီးတကသုံးပုံမြန်မာလိုရေးထားတာတချို့အဲ့ဒီစာအုပ်တွေရှိရှိတယ်လို့တောင်မှသိချင်မှသိမှာနော်ကြာလာပြီးရေးထားတာဟုတ်လားအများကြီးရှိတယ်ကိုလေ့လာခြင်းလို့ရှင်လွယ်လွယ်လေးရဟုတ်လားကိုခေပိုးပြီးတော့တောင်လွယ်သေးတယ်ဘာကြောင့်ဆိုတော့ဘုရားကြီးဟောထားတဲ့နော်တရားတွေဆိုစီးရီးလိုက်ရှိတယ်အလွန်ကောင်းတယ်ဟုတ်လားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြီးကြိုးပမ်းချက်ဆိုအဲဗုဒ္ဓဝင်ကြီးပဲဘုရားရဲ့ဖြစ်တော်စဉ်ကြီးပဲ အဲ့ဒါဆရာတော်ဘုရားကြီးရဲ့ဘဝတတ္တတာလေ့လာခဲ့သမျှသူနားလည်ထားသမျှအိတ်သွန်ဖာမောက်ပြောထားတာတကယ်ပညာရှင်အဆင့်အဲ့ဒါတွေကိုတရက်တစ်ပုတ်နာတရက်နှစ်ပုတ်နာ သုံးလေးလနဲ့အုံနောက်ကအည်သွေးရအရင်မြင့်သွားမှာလောက်ရတယ်ဟုတ်လားဒါကြောင့်နံပါတ်1ပြည့်စုံရမယ်အည်သွေးကိုအဲ့ဒါသူ့တစ်ခုတည်းပြောနေရင်လည်းတရားထဏာကြီးကြားသွားလိမ့်မယ်ဟုတ်လားနော်တရားနာဖို့အရေးကြီးတဲ့အကြောင်းကိုပြောတာပါမြတ်စွာဘုရားရဲ့အစိုးမတွေနဲ့ကိုယ့်ရဲ့စိတ်ကို နေတိုင်းဘာလို့ပြရအောင်နော်ထိတွေ့ပြရမယ်ဟုတ်လားအဆုံးမရဲ့အရေးအောက်မှာပဲကိုယ်စိတ်ကလေးကိုထားရမယ်အဲ့ဒါမှမမှားပါနော်မမှားရုံမကောက်ဘူးမှန်ပါနော်ပြီးရင်ဘာဖြစ်သွားမှာလဲလမ်းကြောင်းတွေတဲပြီးတော့အည်သွေးကမြင့်သွားမှာအဲ့ဒီလိုသွားမှာ